ဘုရားသခင်ခြေစွတ်ချင်းမွားပါတယ်ကျွန်တော်ကဝတ်တော်အားဖြင့်ဒုရကအစဉ်ချင်းခွန်အားယူပို့ရန်အတွက်အာမုံနာဂတိချံခန်းကြီးငါအပိုင်ငယ်လေးထတော်ဘုရားသည်ဤသွေလအမျိုးအားမိန်တော်မူသည်ကငါကိုရှာကြလောရှာလင်အသက်ချမ်းသာရကြလိမ့်မည်တမကျန်းစာကဖော်ပြပါတယ်ငါကိုရှာကြလောရှာလင်အသက်ချမ်းသာရကြလိမ့်မည်ဒီနေ့ဘုရားသခင်ကသူ့ကိုရှာခိုင်းတယ်ဆိုတော့တွေ့ရပါတယ် ရှာလို့ရှိရင်နဲ့မင်းတို့အသက်ချမ်းသာရမယ်။ဒီနေရာမှာဘုရားသခင်ကိုရှာခိုင်းတယ်ဆိုတော့ကဘုရားကပျောက်နေလို့ဘုရားကဘယ်မှာသွားပုန်းနေလို့ရှာခိုင်းနေခြင်းမျိုးမဟုတ်ပါဘူး။ဘုရားကပျောက်လို့ဘုရားကိုရှာပါလို့ပြောရခြင်းမဟုတ်ပါဘူး။သင်ဘက်ကမတွေ့နိုင်လို့ဘုရားကိုရှာခိုင်းခြင်းပဲဖြစ်ပါတယ်။ဘုရားကသင်ရဲ့အနီးနားမှာရှိပါတယ်။ဒါပေမဲ့သင်ဘက်ကမတွေ့နိုင်တာဖြစ်တယ်။ဒါကြောင့်မို့ဘုရားကိုရှာပါလို့တမန်ကျမ်းစာကအဖို့ပြရခြင်းဖြစ်ပါတယ်။ ်သင်ကအခြားသောအရာတွေကိုအာရုံရောက်နေတဲ့အတွက်ကြောင့်ဖရာသင်သားမှာရှိလို့ရှိမှန်းသင် မတွေ့နိုင်ဘူး။သင်ရဲ့ပြဿနာတွေ၊သင်ရဲ့စိုးရင်စရာတွေ၊သင်ရဲ့လိုအပ်မှုတွေကိုပဲသင်ကအာရုံရောက်နေတဲ့အတွက်ကြောင့်အတူရှိနေတဲ့ဖရာကိုမမြင်နိုင်၊မသိနိုင်ခြင်းဖြစ်ပါတယ်။ဒီနေ့လောကကြီးကလည်းမှောင်မိုက်တဲ့ဘက်ကိုရောက်လာတဲ့အခါမှာသင်ဖရာသခင်ကိုမတွေ့မမြင်နိုင်တော့ဘူး။စိုးရင်စရာတွေဖြစ်လာတဲ့အခါမှာဖရာသခင်ပဲရောက်နေတယ် ီနေ့ဘုရားသခင်ကမှောင်မိုက်တဲ့အထဲမှာလည်းသင်နဲ့အတူရှိတာဖြစ်ပါတယ်။သင်မင်းရိတ်လွှမ်းမိုးတဲ့ခြိုက်ထဲမှာလည်းသူရင်းကသင်နဲ့အတူရှိနေပါတယ်။ဒါကြောင့်မို့အတူရှိတဲ့ဘုရားကိုကျွန်တော်အသက်တာထဲမှာရှာဖို့အရေးကြီးပါတယ်။ဒီနေ့ကျွန်တော်ဘုရားသခင်ကိုရှာခြင်းဆိုတဲ့အရာကဘုရားကိုအာရုံစိုက်ခြင်းပဲဖြစ်ပါတယ်။ဘုရားသခင်ကသင်နဲ့အတူရှိပါတယ်။သင်ကိုမစားဖို့၊ကူညီဖို့၊ကျေးဇူးပြုဖို့အစဉ်သက်ရှိနေပါတယ်။တချို့ကဘုရားကိုစံစာအုပ်ထဲမှာပဲထားတယ်။ ကျမ်းစာထဲမှာဘုရားကြောင်းတွေတွေ့တဲ့ခါမှာဟာဘုရားသိကောင်းမြတ်တယ်ဘုရားကကြီးစုပြုတဲ့ဘုရားဖြစ်တယ်ကျမ်းစာထဲမှာပဲသူ့ဘုရားကရှိနေအပြင်မှာလက်တွေ့ဘုရားမှာဘုရားအသက်ရှင်နေတယ်ဆိုတော့မခံစားရဘူးတချို့ကလည်းအစ္စရေးရဲ့တမိုင်းထဲမှာဣသေလလူမျိုးတွေရဲ့တမိုင်းထဲမှာပဲဘုရားကိုထားတယ်ဟာဘုရားကအာဗြဟံနဲ့အတူရှိတယ်ဒါဝိဒ်တို့နဲ့အတူရှိတယ်ဒီဣသရေလလူမျိုးတွေနဲ့အတူရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အသက်တာထဲမှာဘုရားအတူရှိခြင်းကိုမခံစားရတဲ့ခရိယန်တွေရှိနေပါလေ တချို့ကလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာပဲဖျားကိုထားတာလေ။သခင်ရှုကလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာပဲလူနာတွေကိုကြမ်းပါစေတယ်။အနာရောဂါငြိမ်းစေတယ်၊နမိတ်လက္ခဏာတွေဖြစ်စေတယ်။ဒီနေ့သခင်ရှုရဲ့တကူတော်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာပဲကြံခဲ့တယ်လို့တချို့ကထင်ပါတယ်။ဒီနေ့အဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာအသက်ရှင်တဲ့ယေရှုကဒီနေ့တင်တဲ့အတူရှိနေတာဖြစ်တယ်။ဖျားကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာပဲမထားခဲ့ပါနဲ့။ တချို့ကဖះကိုဖះเจ้าထဲမှာပဲရှိတယ်လို့ထင်ပါတယ်ဒီနေ့ဖះကဖះเจ้าထဲမှာပဲရှိတာမဟုတ်ပါဘူးသင်ရဲ့အသက်တာထဲမှာအတူရှိနေတာဖြစ်တယ်တချို့ကဖះကသင်ဥစရာနဲ့ပဲရှိတယ်ဒါပေမဲ့သင်ဥစရာမရှိတဲ့အခါမှာဆရာတွေခေါ်ပြီးတော့ဖះမရှိခိုးနိုင်တဲ့အခါမှာဆရာတွေနဲ့အတူဖះမရှိခိုးရတဲ့အခါမှာဟာဖះမရှိတော့ဘူးလို့ထင်တတ်ပါတယ်ဒီနေ့ဖះသခင်ကသင်နဲ့အတူရှိနေပါတယ်ယုံကြည်သူတယောက်ကသခင်ရှုခွတ်တော်ကိုယုံကြည်တဲ့အချိန်အစပြီးတော့ မိမိရဲ့ကိုယ်ခန္ဓာကဖရာရဲ့ဗိမာန်ဖြစ်ပါတယ်အတ္တတားထဲမှာဖရာသခင်ကဝင်ရောက်ဂိမ်းအောင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်သင်ရဲ့အခြေအနေအဆင်ပြေသည်ဖြစ်စေအဆင်မပြေသည်ဖြစ်စေဒီနေ့ဖရာသခင်ကသင်နဲ့အတူရှိနေပါတယ်ကျွန်တော်ကအချိန်၄ပုံမှာကြည်ပြီးတော့ဖះအတူရှိလားမရှိလားကိုဆုံးဖြတ်ပါလေအချိန်၄ကောင်းရင်တော့ဖះအတူရှိတယ်ဟာအချိန်၄ကဆိုးွားပြီးတော့ဆိုးရင်စရာတွေဖြစ်လာရင်တော့ဖះအတူမရှိတော့ဘူးဆိုပြီးတော့ထင်တတ်ပါလေဒီနေ့ဖះအတူရှိခြင်းကိုသင်ရဲ့အချိန်၄ပုံမှာမူတည်ပြီးတော့တိုင်းတာလို့မရပါဘူး ဖယားသခင်ကဘယ်အခြေအနေမဆိုသင်နဲ့အတူရှိနေပါတယ်ဖယားသခင်ကသင်ရဲ့အသက်တာထဲမှာ နေ့စဉ်သင်နဲ့အတူရှိနေခြင်းဖြစ်ပါတယ်ဒီနေ့တချို့ကဖယားကိုကောင်းကင်မှာပဲရှိတယ်လို့ထင်ပါတယ်ဒီနေ့ဖယားသခင်ကနေရာတကာတိုင်းမှာရှိတယ်ဖယားဖြစ်ပါတယ်အရေးအကြီးဆုံးကတော့သင်အသက်တာထဲမှာဖယားအတူရှိတယ်ဆိုတော့ကိုယုံကြည်နိုင်ဖို့ဖြစ်တယ်136ခုမြောက်သောစာလံအပိုင်ငယ်9ကနေ10မှာဒီလိုပြောပါတယ် ဝိညာဉ်တော်နဲ့လွတ်ချင်းလို့ငါတဲ့အပေရက်တို့သွားနိုင်ပါမည်နီမျက်နာတော်နဲ့လွတ်ချင်းလို့ငါအပေရက်တို့ပြေးနိုင်ပါမည်နီကောင်းငင်ကိုတက်ရင်ကိုတော်ရှိတယ်မရဏနိုင်ငံမှာအဲ့ရသွားခင်းတော့အဲ့ဒီမှာကိုတော်ရှိတယ်သမုတ်တရားအစွန်းမှာနေဦးမလားအဲ့ဒီမှာကိုတော်ရဲ့လက်ရလက်ကကျွန်တော်ကိုကင်လျက်ရှိပါလိမ့်မယ်လို့ဆာလန်ဆရာကဖော်ပြပါတယ်ဖျားသခင်နဲ့လွတ်တဲ့နေရာတခုမှမရှိပါဘူး ီနေ့တချို့ကတရားဟောကောင်းတဲ့ဆရာကြီးတွေနဲ့ပဲဖះသူရှိတယ်ဒီဆရာကြီးတွေဆူတောင်းပေးမှပဲပြည့်စုံမယ်လို့ထင်တတ်ပါတယ်ဒီနေ့ဖះသခင်ကသင်ကိုယ်တိုင်ဆူတောင်းခြင်းကိုနားကြောင်းနဲ့ဖះရှင်ဖြစ်ပါတယ်အဲ့ဒီလိုပြောလို့ဆရာတွေဆူတောင်းခိုင်းစရာမလိုတော့ဘူးလို့မဆုလို့ပါဘူးဆူတောင်းခိုင်းလို့ရပါတယ်တို့ရတွင်သင်သိဖို့ကသင်ရဲ့နေ့စဉ်အသက်တာထဲမှာဖះသခင်အတူရှိနေတယ်ဆိုတာကိုယုံကြည်ဖို့ဖြစ်ပါတယ်ဖိလိပ္ပိခန်းကြီး၄အပိုင်းငယ်၅ခွေပိုင်းမှာသခင်ဖះသည်အနီးပါ၌ရှိတော်မူ၏ ဘုရားသခင်ကသင်ရဲ့အနီးအနားမှာရှိနေတဲ့ဘုရားရှင်ဖြစ်ပါတယ်။သင်ဘက်ကဘုရားကိုမရှာဖွေလို့ဘုရားသခင်ကိုမျက်မှောက်မပြုလို့ဘုရားသခင်ကိုအာယုံမပြုမိလို့သင်ဟာမတွေ့နိုင်ခြင်းပဲဖြစ်ပါတယ်။လောကရဲ့မှောင်မိုက်မှုတွေဘဝအတ္တရဲ့မှုန်တိုင်းတွေဒီနေ့စိုးရင်စရာတွေပြဿနာတွေကိုပဲသင်ဟာအာယုံဆိုင်နေမိလို့အတူရှိတဲ့ဘုရားကိုသင်မမြင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့ဘုရားသခင်ကသင်ကိုမဆာမယ်ဘုရား၊ကျေးဇူးပြုမယ်ဘုရား။သင်နဲ့အတူမိတ္တခါရောက်ဖွဲ့ပြီးတော့သင်နဲ့အတူတွားလာခြင်းနဲ့ဘုရားရှင်ဖြစ်ပါတယ်။ ်သင်ဘက်ကသာဖះအတူရှိနေတယ်ဆိုတော့ကိုယုံကြည်ပြီးတော့အတူရှိတဲ့ဖះကိုအမိပြုကိုးစားဖို့ပဲဖြစ်ပါလေဒီနေ့သင်ပြည့်စုံလို့သင်ဟာကောင်းလို့သင်ဟာစုံလင်လို့ဖះအတူရှိနေခြင်းမဟုတ်ပါဘူးယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်သင်ဟာဖြောင့်မတ်တော်သူဖြစ်သွားပြီဒါကြောင့်မို့ဖះသခင်ကသင်ကိုလက်ခံပြီးတော့သင်ရဲ့နေ့စဉ်အသက်တာထဲမှာဖះသခင်ကအတူလာရှိပေးနေတာဖြစ်ပါလေဒါကြောင့်မို့ချစ်တော်ညီကောင်မရောက်စီတိုင်းနေ့စဉ်သက်တာထဲမှာအတူရှိတဲ့ဖះနဲ့မိသားရဖွဲ့ပြီးတော့သွာလာလိုက်ပါ ဖះကိုကျမ်းစာအုပ်ထဲမှာပဲမထားပါနဲ့ဖះကိုအစ္စရေလတမိုင်းထဲမှာပဲမထားပါနဲ့ဖះကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန်းကပေတရုယာကုပ်ယောဟန်တို့တပည့်တော်တို့နဲ့အတူရှိတဲ့အချိန်မှာပဲမထားပါနဲ့ဖះကိုဖះเจ้าထဲမှာပဲရှိတယ်လို့မထင်ပါနဲ့ဖះကိုသင်းဥဆရာတွေဆရာကြီးတွေနဲ့ပဲတရားဟောကောင်းတဲ့ဆရာကြီးနဲ့ပဲရှိတယ်လို့မထင်ပါနဲ့ဖះသခင်ကသင်ရဲ့နေ့စဉ်တက်တာထဲမှာအတူရှိနေတယ်ဖះရှင်ဖြစ်ပါတယ် နေစဉ်တက်တာထဲမှာအတူရှိတဲ့ဖခင်ကတင့်ကိုကျေးဇူးပြုမဲ့ဖခင်ဖြစ်ပါတယ်။ထိုဖခင်သခင်နဲ့တူမိသားရဖွဲ့ပြီးတော့ထိုဖခင်သခင်ကိုယုံကြည်ပြီးတော့နေစဉ်တက်တာထဲမှာရှောင်းလန်းဖို့တော့ဝင်းကားလိုက်ပါတယ်။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။